အားလုံးမင်္ဂလာပါကျွန်တော်ဗျာမြလူမမမြန်မာနိုင်ငံမှာရှိတဲ့လူငယ်များနဲ့အဝိုင်းရဲမှာရှိတဲ့ညီငယ်နှမငယ်များပေါ့မြမယူရတန်းပညာပညာရတဲ့ပြည်တိုင်းပြောင်းပြန်ဘန်ဒိုနဲ့ကိုခန့်ပညာကိုကရချန့်ခိုင်မှုတင်တန်းတွေကို online အနေနဲ့ offline အနေနဲ့ဝူတုတာတွေမျှဝေပေးနေတဲ့တင်ကြားပေးနေတဲ့ဤပြတူဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်မျှဝေမဲ့သင်ခန်းစာကတော့ Dragon Kick လို့ခေါ်တဲ့ ကဘာကျော်မင်းသားကြီးဘရုစ်လီရဲ့ခြေကံနဲ့ညီမရွေရပန်တိုပညာရဲ့ကြောင်လင်ခြေဆောင် တိုင်းပြောင်းမြန်ရဲ့ခြေထက်ဆောင် မတူညီတော့ဘူးဖွဲပြတော့ဘူးပြတာပြီးမှဖြစ်တဲ့အတွက်တေချာလဲလေ့ကျင့်လို့ရအောင်အနည်းပြဗီဒီယိုနဲ့တင်ပေးမှဖြစ်တဲ့အတွက်လိုက်ပါလေ့ကျင့်စေလိုပါတယ် follower များအနေနဲ့ကျွန်တော်ရဲ့အကောင့်နေဖြစ်တဲ့ Facebook TikTok YouTube မှာ follow မလုပ်ရသေးဘူးဆိုရင် like follow နဲ့ subscribe လေးလုပ်ပေးပါ share ပေးပါကျေးဇူးတင်ပါတယ်အော်ဒီနေ့မှာကျွန်တော်တို့တော်တော်များများထင်တယ်ဗောနော်တိုင်းပညာရပ်တွေကအတူတူပဲလို့တကယ်တော့မူဟန်တွေ꿰ပါတယ်ခံပန်တွေ꿰ပါတယ်တူရင်မတက်လို့သာမှတ်တာပါတိုင်းပြောမြန်နဲ့ဘန်ဒိုလုံးဝမတူဘူးအဲ့လိုပဲဘန်ဒိုနဲ့ကွန်ဖူးတွေကရာတေးတွေခြေကန်တွေပုံစံတွေလုံးဝမတူပါဘူးတူနေလိုက်တူတာပဲဖြစ်ဖြစ်အတူခိုးတာပဲဖြစ်ဖြစ် ဒါမှမဟုတ်ကူးချတာပဲဖြစ်ဖြစ်ဖြစ်နေတာတေချာပါတယ်။သူ့နေမတက်လို့သာမှတ်ထားပါ။အဲ့လိုပဲမြမယူကတိုင်းပညာတွေမှာလည်းပညာအမျိုးမျိုးရှိပါတယ်။ခေါင်းစဉ်အမျိုးမျိုးရှိပါတယ်။အားလုံးရောပြီးဝလုံးနဲ့တင်းကျပ်လိုက်ရလို့မရပါဘူး။ရှမ်းပေါင်းမီလိုပဲခေါ်တယ်။မြန်မာပေါင်းမီလိုမခေါ်ပါဘူး။မြန်မာနိုင်ငံအထဲမှာရှိနေပေမဲ့ခေါင်းစဉ်တွေမတူဘူးဆိုတာကိုဒီလိုလေးကနေပြောပြပေးသွားမှာဖြစ်တယ်။အဲ့လိုပဲဗီဒီယိုဖိုင်မှာခြေကန်တွေဘာကြောင့်မတူတာလဲဆိုတာလေတေချာပြသွားပြီ။အဲ့တော့ ဘူးစီရဒရဂွန်ကစ်ပေါ့နော်ခြေလမ်းကိုယူတဲ့အခါကျွန်တော်တို့ကဒီလိုလေးဖြော့ယူတယ်ကန်တဲ့အခါခုန်ပြီးတော့မှဒါမျိုးကန်ဒါဘူးစီရဒရဂွန်ကစ်ဒီဘက်ဆိုရင်လည်းလိုပဲဒါလေးပဲဘလို့ကန်လဲဆိုတော့ကျွန်တော်ပြပြပြပါမယ်အဲဒီမှာကတူအားယူတဲ့အခါ ဘုံဒူးကဒီလိုနေယူယူပြီးတော့ဒီအနေထားကနေတန်းပြီးခုန်ပြီးတော့မှဒါမျိုးကန်တဲ့ခါအချိန်နဲ့သွားတာဒူးကိုစောင်းတယ်ဒီဘက်ကန်ရင်လည်းအဲ့လိုပဲ၆လေးယူတယ်စောင်းချေဖြောင်းတယ်ကန်ခြေတော့ကုတ်ထားခြင်းမရှိဘူးတန်းကန်ပြောင်းပါမယ်ဒီဘက်တော့လည်းအဲဒါပဲအဲ့တော့ဒီဘက်ချမ်းကန်မယ်ဆိုရင်အာယူရဲခါကျရင် ရီလက်စ်လုပ်ထားတယ်ကန်ရီလက်စ်လုပ်ထားတယ်ကန်ဟိုကန်တဲ့ခါခြေတော့ကော့ထားပြီးတော့ဒါမျိုးကန်အဲဒီမှာဒီဂျူးလေးကသူကဒီလိုမျိုးလေးနေနေပြီးတော့ကန်တဲ့ခါဒီနေရာကိုမရက်ဘူးတန်းခုံလိုက်ပြီးတော့ဒီလိုနေတာကနေဒါမျိုးကန်နောင်ကန်နေတယ်ဆိုရင်လည်းဒါမျိုးကန်ဒီဘက်ကန်ရင်လည်းလိုပဲလိုလေးယူထားတယ် သွားဘူးသွားရင်မားတယ်ဘယ်တော့မှဒီနေရာကနေဒီလိုလေးခုံခြေပြားလေးကိုကော့ထားပြီးမှကန့်တာဒါက dragon kick ဘာလို့ခြေကန်တဲ့အခါဖမ်းမမောင်ကိုပြုဆိုင်နေတယ် balance step မှာထော်လဲမအောင်ကြောက်နေတယ်ငါကန်နေတဲ့ပုံစံမဖမ်းနဲ့စိတ်ကိုထုတ်ပြီးကန်ပါစိတ်ကိုထိ ंछ ုံမထားပါနဲ့အဲ့တော့ dragon kick ကန်ကြအောင်နော် a relax ကျွန်တော်ကဒေါ်လေးကငါချတဲ့အခါအားရတာမထင်ဘူးလုံးဝ relax လုပ်တာပဲနော် completely relax the whole your body ကျွန်တော်ဒီပြရှုရမယ် dragon kick တော့ပုံစံခံရဆိုရင်ဒီမှာအဲ့ဒီနော်ပြန်ကတော့မယ်ဒါနာဝတိကြတော့ဘန်ဒိုပညာရဲ့ကြောင်လင်ခြေဆောင်၄ဘက်၄တာကန်လို့ရတယ် မတူညီပါဘူး Dragon Kick ကအချိန်ယူပြီးတော့မှသွားတာပါသူဒါလေးလူပဲပြီးထောက်ဆိုတော့ကဲဘယ်လဲလို့ဝဲဒါလေးပဲကြောင်းလင်းခြေတောင်းကြတော့မဟုတ်တော့ဘူးပုံစံပြောင်းသွားတယ်လက်တိဆောက်ရင်ဆောက်တယ်လက်ချရင်ချတယ် chế đâu cả no? làm yếu gì nó? No? đó rút ly chỉ cả á làm yếu gì nữa one two okay one two one two à dragon kick one two trong lên nhà là một đỏ nó, trong lên nhà uh. one ဘယ်တော့မှမထူးတော့ဘူးနော်ဒီထူးလေးညွတ်တယ်ဒီထူးလေးညွတ်တယ်ပြီးတော့မှဘူတိန်းတယ်ဟာကန်ကြောင်လေးဒီဘက်မှာဘူတိန်းတယ်လျှောက်လေးကငကိုရှိနေနေတာကနေထဲထားတယ်ထဲထားပြီး1 2 1နောက်ကိုသွားနော်1 2ရှေ့လဲသွားလို့ရတယ်2ဒီဘက်ရှေ့လဲသွားလို့ရတယ် သူ့နောက်ကိုသွားမယ်ရှေ့ကိုသွားမယ်ဒါပဲအဲ့တော့ចောင်းလင်းကအရှိအနောက်တောင်မြောက်ဟိုသွားလို့ရနော်အဲ့တော့ကျွန်တော်ပြန်ပြောင်းမယ်အရှိအရန်သူ့ကိုကမ်းမယ်ဆိုရင်ဒီခြေတော့ကိုနောက်ကနေကမ်းဒါယူမယ်ဒါကမ်းဒါယူမယ်ဒါကမ်းဒါယူမယ်ဒါကမ်းဒီဘက် အဲ့ဒါအကြောင်းလေးဟုတ်ပြီနော်ရောရှင်းပါတယ်ဘရုစ်လီရဲ့ dragon kick ကရလက်ပြေးလို့ရမယ်ရုံနေရတယ်ခုံလိုက်တယ်1 2ကျန်နေတာတော့ရန်သူ1 2ရကရန်သူ1 2ရကရန်သူ1 2အဲ့ဒါက dragon kick အရှိန်ပိုင်းဘာသာတော့အပြည့်နေလို့ပြောတယ်။ကြောင်းလင်းခြေတော့လို့မဟုတ်ဘူး။ခင်ဗျခုံနိုင်တယ်နော်။ခြေတော့မရှိဘူးခုံလို့ရ။ဒီနေရာမခုံဘူး။ဒီနေရာ။ဒီလိုယူပြီးတော့ဒါမျိုးကန်။1ဒါအရှိန်တယ်။အဲ့တော့ကိုသူ့အနောက်ကိုပြန်ယူရင်လဲရတယ်။ခြောက်ကိုဒီအရှိန်ရသွားလဲရတယ်။အရှိန်ရသွားလဲရတယ်။ดูรอดเต็มเลยเนาะ ဘက်ဘက်ဟာကြိုက်တဲ့ဘက်ကန်လို့ရတယ်။ဘယ်ရရှိမင်းတာကန်လို့ရတယ်။ဒါကမြမရိုးရာဘန်တို့ပညာရဲ့ကြောင်းလင်းခြေသောဘန်တို့ပညာရဲ့ကြောင်းလင်းခြေသောတော့ဒီမှာတော့ဘောက်ကန်ကြအောင်မယ်။ဒီလိုနေရာနေနဲ့နေရာနဲ့လို့နေရာကတိုင်းတော်မြန်ရဲ့ ချိထက်ဆောင်။ဒါဒီမှာချိထက်တယ်။မရတယ်။ဆောင်းချိလူမရိုင်းဘူးနော်။လူရိုင်းရင်တိုင်းမောင်းမှာမဟုတ်ပါဘူး။ချိကန်တယ်။ချိထက်တယ်။ဆောင်း။အဲ့တော့ခင်ဗျားခုံနိုင်နေဆိုရင်ဆောင်း။ဆောင်းလာပဲ။အဲ့ဒီဘက်ဆိုလဲလို့ပဲ။ချိထက်တယ်။ဆောင်း။ချိထက်တယ်။ဆောင်း။အဲ့ဒီလိုရိုင်းလိုက်ပြီးတော့နဲ့ တမ်းမဲ့မဟုတ်ဘူးတမ်းမဲ့မဟုတ်မတဲ့အနေထားကနေပုံစံမပြတ်ဘဲနဲ့တည်ထားလိုက်တယ်ခြေထပ်စောင်းဒီဘက်ခြေထပ်စောင်းဒီဘက်ခြေထပ်စောင်းတည်ထားတယ်ရှေ့ကိုကမ်းမယ်ဆိုရင်ခြေထပ်စောင်းရရနော်စောင်းတည်ထားတယ်စောင်းတည်ထားတယ်စောင်းဒါလေးပဲမကပ်ဘူးနော် တိုင်းကောင်းမြတ်ရဲ့ခြေဖက်သားလဘတိရှိနေနေဟာလေအဆိုင်နန်းတိုက်တဲ့နေဟာကံလို့ရနော်အစားဆုံးဒီဂုံးချုပ်ပြန်ပြောရမှာဆိုရင် Dragon Kick ကအရှိန်ကိုယူနေတော့ယူတယ်ကြောင်လိန်ခြေဆောင်ဟာချက်ကိုနောက်ကပဲယူယူ ရှေ့ပါယူရတယ်နော်အဓိက6လေးဒါမျိုးပုံစံပြင်နေဖို့နော်ကျွန်တော်မြန်မာယူကအကတွေနော်အဲ့ဒီပုံစံအတိုင်းပဲသွားတာရှေ့ခစ်ကတိုင်းပညာဆရာကြီးတွေကရိုးရပညာရေးတွေကိုအထူးသဖြင့်ဘန်တို့ဘန်ရှေ့ပညာရေးတွေအကထဲမှာထည့်ခဲ့နော်ဒီလိုနေထားနေဇက်ဆိုတာကန်နော်ဘယ်ကုန်ခစ်ကဒါဒါ တိုင်းမြောင်မြန်ရဲ့ခြေထပ်ဆောင်ပါဒါကျန်နေတယ်ဒါခန္ဓာရဲ့ anatomy ရဒါမျိုးသွက်သူမတိမသားလေးတိမ်သွားတာခဲ့သားမရှိမတခြေကံမြင့်အောင်ဆိုပြီးတော့မတရားကြီးဒါမျိုးကြီးဆောင်းပြီးတော့ဒါမျိုးကြီးကန်နေကျောက်ဘယ်လန့်ပြတ်မယ်ခြေကံမြင့်လေသူများမကန်တဲ့အချိန်မှာကိုပြုတ်ကြမှာပြည်အဲ့တော့လိုသလောက်ပဲသုံးပါနန်းကိုကန်မြင့်ရတယ်အဲ့တော့ဒီမှာပုံမှန်နေထားတဲ့ကောက်ဆိုတော့ကန်လိုက်တယ်အတိုင်းပြောင်း เนาะဟုတ်ပြီအစားဆုံးပြန်ပြောပါမယ်ဒီနေ့အများဆိုရင်ဟောနော်ဒီဘက်ဆိုလဲဒီနေ့ဟုတ်ပြီအများဟောနော်ကြောင်းလင်ခြေဆောင်ဘန်တိုပညာရဲ့ကြောင်းလင်ခြေဆောင်ဒီနေ့ဒီနေ့ တိုင်းပြောင်းရရဲ့ခြေထက်ဆောင်အလို့သုံးခုလုံးကိုကန်ပြောင်းပါမယ် Dragon Kick Vanu Kick နဲ့တိုင်းပြောင်းရခြေကမ်းပါတော့ Dragon Kick ဖယ်တော့ကြောင်းနေခြေဆောင်တိုင်းပြောင်းရခြေထက်ဆောင်အလို့ရှင်းမိတယ်ဒီပါတယ် subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ထားပြပါအားလုံးကျေးဇူး